စာချုပ်ပါချက်ကိုအသက်သွင်းခဲ့ပေမဲ့အသင်းမှာဆက်နေဖို့မသေးချာတဲ့ City Star မန်စီးတီးအသင်းဟာကွင်းလယ်လူဂန်ဒိုဂန်ကိုစာချုပ်ထဲမှာပါဝင်တဲ့တက်တန်တိုးတဲ့အချက်ကိုအသက်သွင်းခဲ့ပေမဲ့အနာဂတ်ကမသေးချာသေးတာဖြစ်ပါတယ်ဂန်ဒိုဂန်ဟာနှစ်1 2 3တုံးက City ကနေဘာစီလိုနာအသင်းထက်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီးဒီနှစ်အကြာမှာပဲအသင်းဟောင်း City ထက်ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ် CD နဲ့ဂန်ဒိုဂန်တို့ကြားစာချုပ်ချုပ်ဆိုခဲ့တာကဒီနှစ်သာဖြစ်ပေမဲ့ 2016အထိစာချုပ်သက်တမ်းတို့ဝင်ပါရှိနေတာဖြစ်ပါတယ်မီဒီယာကိုဂွာဒီယိုလာကပြောကြားရမှာသူ့မှာစာချုပ်သက်တမ်းကတနည်းပဲရှိပါတယ်သိချပါတယ်နှွေရသည်မှာဘာဖြစ်မလဲမသိသေးပါဘူးအခုတော့သူနောက်ထပ်တနည်းထပ်ပြီးသက်တမ်းတို့ခဲ့ပါတယ်လက်စတာကကန်ဒိုဖုံးမောက်ကကန်ဒိုဒီနေကန်ဒိုပါထန်နာကကျွန်တော်မမိတာပါကျွန်တော်တို့ဖလားသုံးလုံးချံပြည့်ရဖြစ်ခဲ့ချိန်မှာသူကရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်သူလှူရှာမှုသူရဲ့နေရာယူပုံခန်းစစ်ပိုင်းကိုကူညီပေးနိုင်မှလဲကောင်းပါတယ်ကန်ဒိုကကျွန်တော်တို့အတွက်ကြီးမားတဲ့အကျိုးပြုခဲ့ပါတယ်အသင်းအနေနဲ့ ကျွန်တော်တို့သူ့ကိုမကူညီနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒါကခင်ဗျားအကြောင်းမဟုတ်တာကြောင့်ပါ။လူတိုင်းမှာအတက်အကျရှိပါတယ်။အတင်းကစားပုံမကောင်းချိန်မှာခင်ဗျားလည်းမကောင်းနိုင်ပါဘူး။အတင်းကစားပုံကောင်းရင်တူးချင်းလည်းလိုက်ကောင်းနိုင်ပါတယ်။အဲ့ဒါမရှိပဲ Modern Bowling လောကမှာခင်ဗျားမတစားနိုင်ပါဘူးလို့ Guardiola ကဖြေကြားခဲ့ပါတယ်။ CD နဲ့စာချုပ်သက်တမ်းတိုးလိုက်ပေမဲ့ကန်ကန်တို့ကအနေနဲ့အခုနွေရာသီမှာအတင်းကနေထွက်ခွာနိုင်ခြေရှိနေသေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းစပိန်သားနေပြကတော့ ကန်ဒူဂန်ကိုအသင်းမှာစတင်ထားခြင်းနေပြီးနွေရာသီမှာဒီပလိုင်းလဲထွက်ခွာမှာဖြစ်တာကြောင့်စတင်ထားခြင်းနေတာဖြစ်ပါတယ် CD ကိုပြန်လာခဲ့ပြီးနောက်ကန်ဒူဂန်အနေနဲ့ရုန်းကန်နေရပြီးပရီးမီးယားလိမ်နောက်ဆုံး၅ပွဲမှာတော့စွမ်းဆောင်ရည်ဖြည့်ဖြည့်ချင်းတိုးတက်လာနေပါတယ် CD ဟာလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့ထိမှတ်ထားနေသလို FA Plus အောင်မြင်မှုလည်းရယူနိုင်ဖို့မျှော်လင့်နေပါတယ်